မင်္ဂလာနနက်ခင်းပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတပတ်ပူချိန်ကတော့26ဒီဂရီရှိပြီး30ဒီဂရီရှိတယ်လို့ခန့်သားရရှိနိုင်ပါတယ်ဒေရုရေသွေးကနှင်းကြလက်ရှိတယ်နေ့လယ်နေ့ကမှာတိမ်တင့်တင့်ရှိပြီးမြင့်ဆုံးပူချိန်36ဒီဂရီရှိပါမယ်နေ့စဉ်ဝိပြုခြင်းလင်းပြဧပြီလ20ရက်တနင်္ဂနွေနေ့2025 ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခြင်း၏အကျိုးကျေးဇူးများအဓိကချက်ရှင်ပြန်ထမြောက်ရာနေခွန်အားပေးဝေမြားခြင်းအဓိကကျမ်းချက်ရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီး၁ခန်းငယ်၃အသက်ရှင်ခြင်းနှင့်ဆက်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းကပောက်ပြန်ခြင်းညှစ်ဆွန်ခြင်းယုံဉွင်ခြင်းနှင့်ကင်းစင်သောအမွေတော်ကိုငါတို့သည်ခံရစေမိအကြောင်းခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောဂယုဏတော်နှင့်ညီငါတို့ကိုတဖန်ဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းအေဖေဩဝါဒစာခန်းကြီးနေခန်းငယ်6ယေရှုခရစ်အဖင်ငါတို့ကိုထမြောက်စေ၍ကောင်းငင်ရန်၌နေရာပေးတော်မူပြီဒီနေ့မနေ့ကျွန်တော်ဟောပြောဝေမျှမဲ့အကြောင်းအရာကတော့ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခြင်းအကျိုးကျေးဇူးများဖြစ်ပါတယ် သခင်ရှုခရစ်ကိုတောက်ကြနေမှာကားတိုင်းတင်တက်လိုက်တယ်။နောက်ပြီးတော့သခင်ရှုရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတင်ញမ်းကူထဲမှာထည့်သွင်းမြုပ်နှံလိုက်ကြပါတယ်။အဲဒါသခင်ရှုခရစ်သည်သူ့ကိုမြုပ်နှံတဲ့တောက်ကြနေညနေကစပြီးစနေနေ့တနေ့လုံးတညလုံးမောင်မိုက်တဲ့တင်ញမ်းကူထဲမှာအသက်မဲ့နေပါတယ်။အဲ့တော့ကျွန်တော်တို့မောင်မိုက်နေတဲ့တင်ញမ်းကူကဘာအတိတ်ပဲရှိလဲဘာယူလာပြီးလဲတနည်းအားဖြင့် ဘာမှမလုပ်နိုင်ဘဲနဲ့စောင့်ဆိုင်နေရတဲ့နေ့တနေ့ရက်တန်တိတ်ဆိတ်နေရတဲ့နေ့တနေ့ကသူတို့ကိုဘာယူဆောင်လာမလဲစကြဝဠာရဲ့တမိုင်းမှာအခမ်းအနားဆုံးသော နေ့ရက်နေ့ရက်ကြာကိုဖြတ်ကျော်ပြီးတော့မှအလွန်အရေးပါတဲ့တိတ်ဆိတ်တဲ့စနေနေ့ကိုဖြတ်သန်းခဲ့ရပါတယ်အခင်ရဲ့အလောင်းတော်ဂူထဲမှာတင်ကျိုးခံရတယ်တေခြင်းတရားဟာနောက်ဆုံးလို့ထင်ရတော့လည်းပဲနှုတ်နှံခြင်းကတော့ပူဆိုးတယ်သူ့ရဲ့အဆုတ်ကအသက်ရှူရယုံနာမကအ လုံးခုန်ရက်သွားတယ်။အုံနောက်တယ်လုံးမလုံးတော့ဘူး။ယေရှုရဲ့အသက်ရှင်ခြင်းလက္ခဏာတွေဟာအချိန်တော်ကြာအောင်တိတာစွာဇက်တန်သွားခဲ့ရပါတယ်။အတော့ကိုရောကိုတင်းကြုံရုံကတပါလုတ်ဆရာဘာမှမကြံတော့ဘူး။အခုသခင်ယေရှုအသက်ခံရပြီးတဲ့နောက်ရစ်ပျော်ဟိတ်ကြီးတွေဖာရိရှဲတွေဒီယေရှုရဲ့တင်ញန်းကူကိုအဆောင်လျှောက်တင်တဲ့တစိ့ခတ်ပိတ်ထားတယ်။ဒီတင်ញန်းကူကိုအခွင့်မရှိဘဲနဲ့ဝင်မှာက ရက်ဆက်ကြမ်းကြုတ်တဲ့ယောမအစိုးရရဲ့အဖြစ်ပေးခြင်းကိုခံရနိုင်တယ်။အဲ့တော့မျောလင့်ခြင်းမဲ့တယ်။အကယ်၍ကျွန်တော်တို့တွေဒီအဲ့ဒီချိန်မှာရှိနေတဲ့သခင်ရွှေရဲ့နောက်တော်လိုက်တဲ့ဘက်တော်တရားရောက်ရဲ့တက်တာကိုမြင်အောင်ကြည့်ပါကသူတို့လှုပ်နိုင်တာဘာမှမရှိတဲ့နေ့ဖြစ်တယ်။တပြိုးသားလုံးမျောလင့်နေတဲ့ကယ်တင်ရှင်မေရှိယကိုသူတို့ပြန်မြင်ကိုတွေ့တွေ့ပြီးသူတို့တစ္ဆာရှိစွာနဲ့အရာခတ်သိမ်းကိုဆုံးလွှတ်ပြီးတော့မှ နောက်တော်လိုက်ခဲ့တယ်။ သူပြတာခဲ့တဲ့တကူတော်တွေဓမိတ်လက္ခဏာတွေတရားဒေသနာတွေကိုလည်း၃နှစ်လုံးလုံးကြားနာခဲ့တယ်။အခုတော့အဲ့ဒီသခင်ကလက်ဝါးကားတိုင်းမှာသူများတတ်တာခံရပြီးသတိအဖြင့်အသေးခံသွားပြီးတည်ခြင်းနဲ့အသက်ရှင်ပြန်ခြင်းအကြောင်းကိုသူပြောခဲ့တာကြားဘူးတယ်။သို့တော်လည်းပဲအခုချိန်ဒီကတော့ပြန်ရှင်ဖို့ရန်အတွက်အလားလာတအားနေတဲ့အချိန်ဖြစ်တယ်။အဲ့တော့သူကနောက်တူမော်စရာတက်တက်တယောက်လား လွဲမားတဲ့ကတိကိုပေးပြီးတော့မှလှဲ့စားတတ်တဲ့အယောင်ဆောင်ဆရာတယောက်လားတခင်ရွှေရဲ့ကွင်းမြင့်ချင်းခံရတာနဲ့တူမေရှိယပေါ်မှာထားရှိတဲ့အတ္တတော်မျောလင်းချက်တွေလည်းအပြည့်အစုံနဲ့ခွဲပြောက်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တက်တာမှလည်းတကယ်လက်ရှိခြေနေတွေကဘုရားသခင်အသက်မရှင်တော့သလိုဘုရားအစွမ်းစမရှိသလိုဖြစ်နေခြင်းတွေကိုတွေ့ကြုံရတယ်ခရီးတော်တွေတဲ့အခြေအနေတွေက ပြောင်းပြန်ဖြစ်နေတယ် ဘသူ့ကိုအားကိုးရမယ်မသိတဲ့ချိန်မျိုးတွေကိုကြုံတွေ့ရတယ်။အမောင်ထဲမှာလမ်းပြောင်းနေတယ်။အဲဒီချိန်မှာကျွန်တော်သခင်စကားနားထောင်ပြီးတော့မှတိတ်ဆိတ်စွာစောင့်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ဘဝတော်တွေလိုစောင့်နေကြလောလို့ပြောတဲ့အချိန်မှာအထက်ခန်းမှာတုံလှုပ်စွာနဲ့ရင်ဝတ်စောင့်ဆိုင်နေရတဲ့ချိန်တွေကိုကြော်ဖြတ်ရပါတယ်။အဲတော့ယုံကြည်သူခရစ်ယာန်တွေဘဝမှာမှောင်မှိုက်တဲ့အချိန်တွေတိတ်ဆိတ်နေရတဲ့အချိန်တွေလည်း တွေ့ကြုံရတတ်ပါတယ်အထူးသဖြင့်ဆုတောင်းနေဖို့တော့လိုတယ်သူတစ်ပါးအတွက်ဆုတောင်းတာတဲ့ဒီချိန်မှာကိုမျော်လင့်ခြင်းယုံကြည်ခြင်းချစ်ခြင်းနေသခင်ပေါ်မှာဆက်လက်ပြုမခိုင်မြဲနေစေဖို့ဆုတောင်းဖို့ရန်ဖြစ်တယ်ဝန်းနေခြင်းထဲမှာဘုရားသခင်ရှိသေးတယ်ကျွန်တော်မမြင်နိုင်တဲ့မောင်မိုက်ချိန်တွေထဲမှာဘုရားသခင်သည် အသက်ရှင်လျက်လှုပ်လှုပ်နေကြောင်းကိုခံယူသိရှိယုံကြည်လျက်စိတ်ဝိညာဉ်အနာယူရမယ့်အချိန်တွေရှိပါတယ် တကယ်တမ်းကျတော့ပိတ်ထားတဲ့ကြောက်၊ဒစိတ်ကတ်ထားတဲ့ကြောက်ဟာသခင်ရှုကို ပိတ်ထားနိုင်မှာမဟုတ်ဘူး။တေခြင်းတရားသည်အဆုံးသတ်မဟုတ်ကြောင်းကိုသက်သေပြခဲ့ပါတယ်။တေခြင်းသည် နာဇရက်မြို့သားယေရှုရဲ့ဇက်လံအဆုံးမဟုတ်ဘူး။အဲ့ဒီပြင် သူ့ကိုယုံကြည်ပြီးနောက်တော်လိုက်တဲ့တပည့်တော်တွေယုံကြည်သူတွေအတွက်လည်းအဆုံးမဟုတ်ဘူးဆိုတာကိုခဏလေးမှပြန်ထမြောက်ခြင်းအပြင်သက်သေထူခဲ့ပါတယ်။ တော့ရှင်ပြန်ထမ်းမြောက်ခြင်းကိုယုံကြည်ဖို့လိုပါတယ်။ကိုရင်သူဩဝါဒစာပထမဆုံးခန်းကြီး35ခန်းငယ်34မှာရှင်ဘောလူသည်ခရစ်တော်သည်ထမ်းမြောက်တော်မူလျှင်ငါတို့ဟောပြောခြင်း၌ဂျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်းဂျိုးမရှိလို့ဆိုရပါတယ်။ဆက်လက်ပြီးခန်းငယ်20မှာတော့ယခုမူကားခရစ်တော်သည်တည်ခြင်းမှထမ်းမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အူးတီးသောအတီးဖြစ်တော်မူပြီလို့ဖော်ပြခဲ့ပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာယုံကြည်ဖို့အယူဝါဒ doctrine တစ်ခုတက်တက်မဟုတ်ဘူးဒါဟာယုံကြည်သူတိုင်းအတွက်အစွမ်းထက်တဲ့အကျိုးကျေးဇူးတွေကိုပေးဆောင်တယ်ဖျားသခင်ရဲ့ true အမှန်တရားတမန်တရားတစ်ခုဖြစ်ပါတယ်ဒီနေ့ဒီကောင်းကြီးတွေကအချို့သောကောင်းကြီးတွေကိုလေ့လာခံယူကြဖို့ရန်ဖြစ်ပါတယ်နံပါတ်1ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်တဲ့အကျိုးကျေးဇူးများမှာ တည်ခြင်းရဲ့မောင်မိုက်တကူဓာစီတွေကိုကြော်လွန်စေပါれ။သခင်ရှုရဲ့အသက်တော်ဆွန့်ခြင်းသည်ရက်ဆက်ကြံကျုပ်ပြီးပြုတ်ဝဲဆန်းကျဲတဲ့ကြောင်းရတစ်ခုဖြစ်တော်လေ။ရှင်ပြန်ထမြောက်ခြင်းရဲ့အလင်းမှာသရဏတ္တတွေဟာကဲ့ရဲ့တည်ဆုံးခြင်းဟာအဆုံးသတ်မဟုတ်ဘူးလို့ယုံကြည်နိုင်တယ်။တိကော၁၅:၂၀မှာယုံကြည်သူတွေကိုခရစ်တော်ကိုတည်လွန်တော်သူတို့ရဲ့ဦးတည်သောအသီးများလို့ခေါ်ပါဗါတယ်။ဆိုလိုတာကကိုရောရဲ့ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့ရဲ့အနာဂတ်ခြင်းပြန်ထမြောက်ခြင်းတွေရဲ့အာမခံချက်ဖြစ်တယ်။ခရစ်တော်ထမြောက်တော်မူသည့်နည်းတူယုံကြည်သူပေါင်းတို့သည်လည်းထမြောက်ကြရပါလိမ့်မယ်။သေခြင်းတရားရဲ့အစိတ်အောက်တွေဟာပျောက်ကွယ်သွားပြီးတော့မှသင်္ချိုင်းတွင်ဟာသူ့ရဲ့အောင်ပွဲကိုလည်းသူဆုံးရှုံးလဲလွတ်လိုက်ရပါပြီ။အသခင်ရှုရဲ့ခြင်းပြန်ထမြောက်ခြင်းမှာသေခြင်းရဲ့၆လက်ထိမ့်လက်တုံးလုံးနိုင်စွမ်းလဲဆုံးရှုံးသွားခဲ့ပြီးပြီ။ဒါဟာသင်္ချွတ်ခရစ်ရဲ့ခြင်းပြန်ထမြောက်ခြင်းအပြင် ခနဦးရရှိတဲ့အကျိုးကျေးဇူးဖြစ်ပါတယ်။ရှင်မေထမောက်ချင်းဟာတည်ခြင်းရဲ့မောင်မိုက်တကူအသားစီးတွေကိုကြော်လွန်စေခဲ့ပြီးပါပြီ။နံပါတ်၄ဘုရားသခင်ရဲ့ရွေးကောက်တော်မူခြင်းကျေးဇူးကိုခံစားရစေပါတယ်။တခေရှုကိုကွဲ့မြတ်ပြီး၃ရက်ကြာမှာခေရှုရဲ့တပည့်တော်တွေတဲကမျိုးသမီးနှူးဟာတင်းကျန်းကူရဲ့ကြောက်တုံွှေ့နေတာခတ်ထားတဲ့စိတ်ကျိုးပြတ်သွားတာခေရှုရဲ့အလောင်းတော်မရှိတဲ့အကြောင်းကိုသူတို့ တွားရောက်ပြီးမှတွေ့ခဲ့ကြရတယ်။ကောင်းကင်တပင်တပားကဖြင်းရွှတ်ရှင်မြန်ထမက်သွားပြီလို့ပြောပြီးတော့မှအခြားတပည့်တွေကိုပြောပြဖို့ဒီအမျိုးသမီးတွေကိုတိုက်တွန်းလိုက်ပါတယ်။ရှင်မြန်ထမက်သောသခင်ယေရှုခရစ်ဟာလည်းဂရိတော်အတိုင်းသူချစ်တဲ့တပည့်တော်တွေကိုရှေးဥစွာတွေ့ဆုံပြီးသူရှင်ပြန်ထမက်ခြင်းဟာတကယ်ဖြစ်ကြောင်းကိုသက်သေထူရပါတယ်။ရှင်ရှင်မြတ်တာရှင်ဟာအသက်ပေးပြီးခဲ့တဲ့နေ့၃ရက်မြောက်တဲ့နေ့မှာရှင်မြန်ထမက်ခဲ့တာတော့မှ အနည်းဆက်ဆုံးတပည့်တော်တွေနားမလည်ကြဘူးတချို့ဆိုလက်မခံကြဘူးအဲဒါကြောင့်ကိုရော်ဒီကိုတင်ပြတာဘရမတာမန်လူတယောက်တစ်ပွဲစားပြီးတောက်ပြီးတော့မှရက်40တိုင်တိုင်သူတို့နဲ့တူတူသွာလာလှူရှားဘရမသက်သေထူခဲ့ပါတယ်အဖြေရှုသည်သူရဲ့နောက်တော်လိုက်များနဲ့တွေ့ဆုံပြီးတော့မှသူရဲ့ဒဏ်ရာတွေကိုပြတာတယ်ရှင်ပြန်ထမြောက်တဲ့ခန္ဓာကိုယ်ကိုထိစေခဲ့တယ်တေချင်းတရားကိုကြော်ဖြတ်ပြီးတော့မှလမ်းလျှောက်တဲ့စကားပြောတယ် အသက်ပြင်ရှင်လာတဲ့တာမန်လူတယောက်ကဲ့သို့စားတောက်ခြင်းတွေကိုပြုခဲ့တယ်။သူဟာဖန်ဆင်းခြင်းအသက်မှာရှင်ပြန်တမြောက်ခြင်းရဲ့သာဥတယောက်အနေနဲ့ရှင်သင်ခဲ့ပါတယ်။သခင်ရှေ့ရှင်ပြန်တမြောက်ခြင်းကိုဘုရားသခင်ဟာလူတိုင်းကိုမပေါ်ပြဘူး။ဘုရားသခင်ပေါ်ပြတဲ့လူတွေမှာပါနေဖို့ဘုရားကိုအချိန်တိုင်းမှာယုံကြည်ဖို့ဖြစ်ပါတယ်။တစ္ဆာရှိစွာစောင့်ဆိုင်မှာလုံလောက်တဲ့မိဒ္ဒရာဖွဲ့နေဖို့ဖြစ်ပါတယ်။ ယေရှုတော်ကြောင့်ကျွန်တော်တို့သည်ဘုရားသခင်ရဲ့ရှင်မြတ်ထမြောက်ခြင်းတကူတော်ကိုကြားနိုင်ရတယ်ခံယူရတယ်ယုံကြည်ရတယ်ရွေးကောက်တဲ့အဖွဲ့ထဲမှာပါတဲ့အတွက်ဘုရားသခင်ကိုယေရှုတော်ချီးမွမ်းဖို့ဖြစ်ပါတယ်အခုတော့မှနံပါတ်3တစ်ချက်နေနဲ့ရှင်ပြန်ထမြောက်ခြင်းဟာကယ်တင်ခြင်းနဲ့အပြစ်များကို ခွင့်လွှတ်ခြင်းရဲ့အာမခံချက်တစ်ခုဖြစ်ပါတယ်တစ်ကော15ခန်းငယ်7ခွန်မှာခရစ်တော်သည်ထမြောက်တော်မူလျှင်တင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိ လူစိုက်အပြစ်အောင်၌ရှိကြသည်ဤလို့ပေါ်ပြပါရယ်ရှင်ဘောလူကခရစ်တော်ရဲ့ထမ်းမြောက်ခြင်းသာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တွေဟာအပြစ်များတဲ့မှာရှိနေဦးမှာဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပေါ်ပြထားတယ်။ဒါပေမဲ့ခေရှုအသက်ရှင်တော်မူတဲ့အတွက်ကျွန်တော်တို့အပြစ်များအတွက်ကိုဖိုးခါကိုပြေဝပေးချေပြီးကြောင်းကိုအာမခံချက်ရှိတယ်။ရှင်ပြန်ထမ်းမြောက်ခြင်းကလက်ဝါးကားတိုင်းမှာသခင်ယေရှုရဲ့ပူဇော်တက်ကာပေါ်မှာဘုရားသခင် ကိုရော်တိုင်က ဖြစ်သက်လက်ခံတဲ့တစိုက်တုံးဖြစ်ပါတယ်။ကျွန်တော်ရဲ့အပြစ်များကိုဖုံးအုပ်ယူနာမကဘဲနဲ့ကျွန်တော်တွေဒီဘုရားသခင်ရှိတော်မှာဖြောက်မတ်ရာအဖြစ်ကိုရောက်ခဲ့ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။နံပါတ်၄တစ်ချက်နေနဲ့ရှင်ပြန်ထမြောက်ခြင်းဟာယခုဘဝနောက်ဘဝပြည့်ဝစွာအသက်ရှင်စေတယ်။အဖေဝရစာခန်းကြီးနဲ့ခန်းငယ်9နဲ့6မှာလူဆိုင်ပြည့်၌တေလျက်ရှိနေသောငါတို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးယေရှုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်ရ၌နေရာပေးတော်မူပြီးလို့ပေါ်ပြပါရယ်ဘေးရန်တေချာမှုတွေနဲ့စိတ်ပြက်အားငယ်နေတဲ့ကျွန်တော်ကဘာထဲမှာရှင်ပြန်ထမြောက်ခြင်းဟာဒီလိုမျိုးခက်ခဲတွေကိုကြော်ဖြတ်နိုင်တဲ့မျောလင့်ချက်ကို ပေးစွမ်းနိုင်တယ်။ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်တဲ့အခါမှာကျွန်တော်တွေဟာဒီနေ့တာမန်လူ့ဘဝမှာ ပြောလင်းခြင်းနဲ့အသက်ရှင်ရုံသာမကခရစ်တော်နဲ့အတူကောင်းကင်ရက်မှာလည်းနေရာရထားပြီးသားဖြစ်စေပါれ။ရောမဩရစာခန်းကြီးခန်းငယ်7မှာထိုမြတ်မကယေရှုကိုတည်ခြင်းမှထမြောက်စေတော်မူသောဖရာဤဝိညာဉ်တော်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မူလျင်ခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောဖရာသခင်သည်သင်တို့ထဲ၌ကျင်းဝတ်တော်မိမိဝိညာဉ်တော်အားဖြင့်တည်တတ်တော်သင်တို့၏ကိုယ်ကာယကိုပင် ရှင်စီတော်မူမည်လို့ဖော်ပြပါတယ်။အရောဒီရှင်မြတ်ထိုင်မောင်ရှင်ရဲ့တကူဟာကျွန်တော်တို့တွေရဲ့အပြစ်ကိုကျော်လွှားဖို့စံတမ်းမှုတွေကိုခံနိုင်ရရှိပြီးတော့မှအောင်ပွဲခံမှုခွန်အားပေးပါတယ်။ဘုရားသခင်နှစ်သက်တဲ့အစ်စ်တော်တတ်တာမှအသက်ရှင်ဖို့ကျွန်တော်တို့ကိုခွန်အားပေးပါတယ်။နောက်ဆုံးတစ်ချက်ကတော့ရှင်မြတ်ထိုင်မောင်ရှင်ဟာကောင်းကင်ဘုံအမွေတော်ကိုခံရစေပါတယ်။ရှင်မြတ်ထိုင်မောင်ရှင်ကိုယုံကြည်ခြင်းဟာ ကျွန်တော်တို့ကိုအမွေတော်ကိုခံစီဖို့ဖြစ်တယ်။ရှင်ပေတရုဩရစာခန်းကြီးတဲ့ငယ်၃ကအသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျောလင်းခြင်းအကြောင်းရှိစေခြင်းကဖောက်ပြန်ခြင်း၊ပြစ်ဆွန်ခြင်း၊ညှို့နှွမ်းခြင်းနဲ့ကင်းစင်သောအမွေတော်ကိုငါတို့သည်ခံရစေမည်အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှထမြောက်စေတော်မူသောအားဖြင့်ကြီးစွာသောယုနာတော်နှင့်ညီငါတို့ကိုတဖန်ဖြစ်ပွားစေတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဖခင်သည် မင်္ဂလာရှိတော်မူစေသတည်းလို့ဖွင့်လှစ်ဖော်ပြထားပါရယ်ဒီနေရာမှာ born again လို့မသုံးမဲနဲ့ begotten as again လို့ဖော်ပြထားတယ်ပျောက်တော်သားကဲ့သို့မွေခံထိုက်တော်သူတွေမဟုတ်တော့တော့လေရှင်ပြန်ထမြောက်ခြင်းလမ်းစာအပြင် သခင်ဘုရားထံကျွန်တော်ပြန်လှည့်လာတဲ့အခါမှာသားအရာကိုပြန်ရတယ်အမွေစားအမွေခံတဖန်ပြန်ဖြစ်ခွင့်ကိုလုံးလုံးရရှိခဲ့ပြီးဖြစ်ပါတယ် အတွက်ကြောင့်ဇွန်ရီသည်ဒီရှင်မြတ်ထမြောက်ခြင်းအပြင်ကောင်းကင်ဘုံရဲ့အမွေတော်ကိုဘုရားသခင်ရှေ့မှာစိတ်ချလက်ချနဲ့ခံယူပံ့ပိုးကိုရရှိပါတယ်။ဒီအမွေတော်ရဲ့စရံအနေနဲ့လည်းတန့်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ကိုအားလုံးဘုရားသခင်ပြင်ဆင်ထားပေးပြီးသားဖြစ်ပါတယ်။အဲဒါကြောင့်ယေရှုခရစ်ရှင်မြတ်ထမြောက်ခြင်းကိုယုံကြည်ခြင်းဟာအချီးနီးသော theory ဆိုင်ရာယက်တီခြင်းမဟုတ်ဘူး။ တတ်တာကိုပြောင်းလဲစေတဲ့လက်တွေ့တမန်တရားတစ်ခုဖြစ်ပါတယ်။ပြင်ပထမောက်ခြင်းအပြင်ဂျွန်ရီဟာခွင့်လွှတ်ခြင်း၊ပျော်လင်းချက်၊တကိုးနဲ့ရွေချက်နဲ့ပြည့်ဝတဲ့သာဝရအသက်ဂရိတော်ကိုရရှိခဲ့ကြောင်းတေချာစေခဲ့ပါတယ်။အဲ့ဒါမှမရှိရင်ကျွန်တော်ယုံကြည်ခြင်းဟာလည်းအချီးနီးပဲဖြစ်ပါတယ်။ဒါပေမဲ့တကယ်ရွှတ်အသက်ရှင်နေတဲ့အတွက်ကျွန်တော်တွေဟာမနှက်ပြန်ပေါင်းများစွာကိုရင်ဆိုင်နိုင်ပြီးကြောက်ရွံ့မှုတွေအားလုံးလည်း ွေပြောက်သွားမှာဖြစ်ပါတယ်။ရှင်ပြန်ထမြောက်ခြင်းရဲ့ရှင်လင်းခြင်းရဲ့ခွန်အားနဲ့အသက်ရှင်ပြီးတော့မှခရစ်တော်အမှန်တကယ်ထမြောက်တော်မူပြီလို့ရဲရင်စွာကြွေးကြော်ကြပါစို့။ကြားနာရတဲ့သူတယောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။